ော်တစ်ခုလုံးကလည်းပုံမှန်ထက်တိတ်ဆိတ်ငြိမ်သက်နေလာကိုလည်းသတိထားမိသည်တနည်းလုံးကိုလိုက်စားပြီးမှဘာမှမတွေ့လိုက်ဘူးဒါကြောင့်ထင်းမီးဗိုလ်လေးလှုပ်ပြီးနဘေးမှာအိတ်ဖိုးဆုံးဖြတ်လိုက်တယ်ဖိုးတီအိမ်နေစဉ်သူ့စီကိုတဖေးဖေးချင်းကတ်လာတဲ့ခြေတန်းကိုကြားလိုက်ရသည်ထင်အိမ်ညောင်မှာချစ်ချင်းထားလိုက်ပြီးအတန်လာရစီကိုတနက်ထင်ချင်းထားလိုက်တယ်ထိုးနောက်မှာတော့အလွန်လှတော့တော်အမှုသမီးတယောက်ကို တွေ့လိုက်ရတယ်ဖိုးတီကလည်း ဒီအမျိုးသမီးသည်တမန်ကြားဖြစ်ကြောင်းကိုကောင်းကောင်းနားလည်လိုက်သည်။ဒါကြောင့်ဖိုးတေကအမျိုးသမီးကိုကျုပ်မင်းကိုမတတ်ချင်ဘူး။ဒါကြောင့်မင်းရဲ့နေရာကိုမင်းပြန်သွားပါ။ဒီနေရာကမင်းရဲ့ပိုင်နံမဟုတ်ဘူးလို့တတိပိပြောဆိုလိုက်တယ်။အမျိုးသမီးကလည်းဖိုးတေနဲ့တူမီထနတ်ကိုစိုက်ကြည့်ပြီးနောက်ကျမကရွာသားတွေနဲ့ရွာကိုမြင်ဖူးကျင်လို့လာခဲ့တာပါ။ဘသူကမှအန်ဒီရမပေးခဲ့ကြောင်းပြောသည်။ထို့နောက်ထိုအမျိုးသမီးသည် ဖူးတည့်ရှိမှပဲကြားပုံစံပြောင်းက ရခိုင်ညုံမှာတိုးတဲ့သူဝင်သွားလေသည်နောက်တနေ့ရောက်တော့ဖူးတည့်လည်းရွာသူပြန်လာခဲ့တယ်